ဒီပီပီရုပ်မြင်သံကြားကြည့်ရှုနေကြသူများကျမ်းမာတုခနဲ့ပြည့်စုံကြပါစေအာရောဂျံပရမန်လာဘန်ကျမ်းမာခြင်းသည်လက်တပါပါကျမ်းမာမှအလုလုနိုင်မှာပါအလုလုနိုင်မှာလဲချမ်းသာတုခနဲ့ပြည့်စုံကြမှာပါဒါကြောင့်လဲကြည့်ရှုအားပေးနေကြသူတွေဒေါဂါကင်ဝေးကျမ်းမာစီဖို့တင်ပြပေးနေတာဖြစ်ပါတယ်ဒီကနေ့တင်ပြပေးမယ်အနာယောဂအကြောင်းကတော့အဲကျွန်တော်တို့အခုပြောမှာတော့မျက်ခမ်းသက်ယောဂအကြောင်းပေါ့လေ အဲတကယ်တော့မြေခမ်းတဲ့ယောဂဆိုတာကတော့နာရာရှည်ကူးဆက်မြန်တဲ့ယောဂတစ်မျိုးဖြစ်ပါတယ်ဟုတ်ပါတယ်မြေခမ်းဆက်ယောဂအကြောင်းပဲဖြစ်ပါတယ်ဒီယောဂအကြောင်းကိုမုံရွာမြို့နယ်ဆေးရုံကြီးမြေခမ်းဆက်နဲ့မြမြင်ကာကွယ်ရေးစီမံကိန်းကကျမ်းမာရေးမှူးဦးမြတ်မင်းထွန်းနဲ့တွားရောက်မေးမြန်းထားတာပါဒီမြေခမ်းဆက်ယောဂကဆယ်နှစ်အောက်ကလေးတွေမှာအဖြစ်များပြီးတော့မှာ ဒီအသက်40ကျော်လာတဲ့ခါကျမှသူကဒီမက်ခန်သက်ယောဂရဲ့နောက်ဆက်တွဲစူးကျိုးတွေကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ပူပူဆိုးလာပြီးတော့မှအမြင်ကွယ်တဲ့အထိကျွန်တော်တို့ကအမြင်ကွယ်တဲ့အထိမက်ခန်သက်ယောဂကဒီဒုက္ခပေးနိုင်ပါတယ်ပေါ့လေဒီအကြောင်းတွားရောက်မင်းမြန်ရိုက်ကူးထားသူကတော့ DBP တင်းတော့ကုထေးလိုင်းဖြစ်ပါတယ်မက်ခန်သက်ယောဂဟာ မျက်စိကွယ်တဲ့အထိဖြစ်နိုင်ပါတယ်ဒီယောဂဟာ ကူးစက်ယောဂါတခုလည်းဖြစ်တာပါဒါကြောင့်မို့လို့ဘလို့ကူးစက်တယ်ဆိုတာသိထားရပါမယ်ငကန်းစက်ယောဂါကျွန်တော်တို့ဘလို့ကူးစက်လဲပေါ့လေငကန်းစက်ယောဂါဆိုလို့ရှိရင်ဒီထိုင်ရိုက်ကူးစက်နည်းနဲ့ဆိုလို့ရှိရင်မျိုးလုံးချင်းမျိုးလုံးနဲ့မျိုးလုံးချင်းထိတာနည်းကူးစက်တယ်အဲဆိုလိုတာကဒီကလေးတွေအချင်းချင်းသူက10နှစ်အောင်မှဖြစ်များတယ်ဆိုတော့ကလေးချင်းချင်းစော်ကားတဲ့ခါကျရင်လို့ရှိရင်ဒီမှာ ဖလဲတကင်းနဲ့စောတဲ့အခါကျလို့ရှိရင်လည်းဒီမျိုးလုံးမျက်နှာချင်းထိတယ်မျိုးလုံးချင်းထိတယ်အဲ့ရနေပြီးရောလည်းတကူဆက်တယ်နောက်တစ်ခုကအဲလက်ကနေတစ်ဆင့်လည်းကူဆက်တယ်အဲဆိုလိုတာဟိုကလေးချင်းချင်းဒီမျက်မျိုးလုံးမျက်ချီတွေပြေးတဲ့အခါတုံလိုက်တဲ့အခါမှာအဲ့လက်မှာအဲမြခသက်ယောဂဘူတွေပါသွားပြီးတော့နောက်တစ်ယောက်ကိုထိလိုက်တဲ့အခါမှာလည်းကူးတယ်နောက်တစ်ခုကအမေရိကန်နေပြီးတော့မှကလေးတွေအများကြီးကလေးတွေအများကြီးရှိတယ်ဆိုလို့ရှိရင်ဒီ အဲမြက်ခမ်းတဲ့ယောဂဖြစ်နေတဲ့ကလေးရဲ့အမျက်ကြီးကိုတုပ်ပေးလိုက်တယ်အဲဒီလက်နဲ့ပဲနောက်ထပ်ကလေးတစ်ယောက်ကိုထပ်ပြီးတုပ်ပေးလိုက်လို့ရှိရင်နေရာပြင်တဲ့သူကနေပြီးတော့တစ်ဆင်ကူးဆက်တယ်ပေါ့လေနော်ဒါကတော့ဓာတ်ရိုက်ကူးဆက်နည်းတွေပေါ့နောက်တစ်ခုအနေနဲ့ကတော့ဘယ်လိုကူးဆက်နိုင်လဲဆိုတော့ကျွန်တော်တို့ကအဲခေါင်းပုံးနေမျက်နှာတုပ်ပေါ်ဟာတွေ အဲဆောင်းမြန်းနေတဆင်ပြီးတော့လေကုဆက်တယ်ပေါ့လေနော်ဒီကခေါင်းဖို့ခေါင်းတူတူသုံးတဲ့ခါလေးဥမာမြက်ခမ်းသက်ယောဂရှိတဲ့ကလေးကဒီခေါင်းကိုအုံထားတယ်နောက်တဲ့အဲယောဂမဖြစ်သေးတဲ့ကလေးကပြန်ပြီးတော့ဒီခေါင်းကိုမပဲအသုံးပြုမယ်အဲယောဂကုဆက်ခံထားရတဲ့သူအသုံးပြုတဲ့မျက်နှာတော့ပေါ်လာလေကိုနောက်တစ်ယောက်ကနေသုံးခြင်းရတယ်ကုဆက်နိုင်ပါတယ်အဲနောက်တစ်ခုကတူတူကြကြကသူကဘယ်ဟန်နေစဉ်ကုဆက်နိုင်သေးလဲဆိုတော့သူကရှင်ခေါင်းကနေလေစဉ်လေကုဆက်တတ်ပါတယ်အဲကျွန်တော်တို့ကလေးတွေမှာ ဟိုတော်တော်များများကူးကင်းမှာတူးတက်လာတဲ့အဲတူးတက်လာတဲ့ရေအောင်ရေတန်နဲ့ပေါများလာတဲ့ဆိုပေမဲ့အဲအရန်ကြီးအဲနည်းနည်းခေါင်တဲ့ဒေတာတွေရေရှားတဲ့မုခေါင်ရေရှားတဲ့ဒေတာတွေမှာဆိုလို့ရှိရင်ကလေးတွေကမျက်နှာတော်တော်များများမတည့်ရတဲ့ဟာတွေဝေဒန်ရှင်ကညာပြင်းတဲ့ကလေးတွေမှာဆိုလို့ရှိရင်တော်တော်ဘာတွေ့ရတယ်လဲဆိုတော့ဒီမျက်စိတွေထွက်နေတဲ့ခါကြလို့ရှိရင်ရေကောင်းတွေကအုံတယ်အဲရေကောင်းတွေမှာနောက်တစ်ရက်ကိုသွားပြီးအုံလိုက်လို့ရှိရင်သူကကူးဆက်နိုင်တယ်ပေါ့လေနော် အမျိုးသမီးတွေဟာမျိုးသားတွေတဲ့မျက်ခမ်းဆက်ယောဂါပုံမူဖြစ်နိုင်ခြေရှိတာမို့အမျိုးသမီးတွေပုံမူတတိထားရမှာလည်းဖြစ်ပါတယ်အမျိုးသမီးတွေမှာပူပြီးတော့မှယောဂါပူပြီးခံစားရတယ်ဘာလို့လဲဆိုတော့ဒီအမျိုးသားတွေနဲ့ဆက်လို့ရှိရင်အမျိုးသမီးတွေကဒီကလေးတွေနဲ့ကုသခံထားရတဲ့ကလေးတွေနဲ့ပုံမူပြီးထိတွေ့တယ်အချိန်မှများသာခံထက်ခါထက်ခါထိတွေ့ထက်ခါထက်ခါမျက်စိတွေကြည့်ပြီးတော့မှမျက်စိတွေနားပြီးတော့မှဖြစ်ပေါ်နေရတဲ့အတွက် ဒီအသက်ကြီးတဲ့ခါမှာဆိုလို့ရှိရင်အမျိုးသမီးတွေကပူပြီးတော့မှအဲနောက်ဆက်တဲ့ဆိုဆိုပူပြီးခံစားရတယ်ပေါ့လေနောက်တစ်ခုကကြတော့ဘယ်လိုခေါ်လဲဆိုတော့လူကြီးထူတတ်တာလူကြီးထူတတ်တာကအမအိမ်မှာဟိုသားသမီးမိသားစုယူတတ်များတဲ့ခါအိမ်ကြီးစင်းလေးထဲမှာအတူတူစုပြုံနေတဲ့ခါမှာဆိုလို့ရှိရင်လေဒီယောဂါကပုံမပြန်ပွားမှုဆက်နိုင်တယ်နောက်တစ်ခုကအိမ်မျိုးတွေရွာတွေမှာလူကြီးအရင်ကြီးတိတ်တဲ့တဲ့နေရာတွေမှာဆိုလို့ရှိရင်လေဒါလူကြီးထူတတ်တော့ပူပြီးကူးစက်နိုင်ကြီးများတယ် တုံးဆွဲတဲ့ရေမတန့်ရှင်းတဲ့ဒေသတွေမှာလည်းမြက်ခမ်းဆက်ယောဂအဖြစ်များတယ်လို့ဆိုကြပါတယ်။ဒါဆိုရင်မြက်ခမ်းဆက်ယောဂရဲ့လက္ခဏာအဒီကရောဘယ်လိုပဲပုံရှိမလဲဆိုတာသိထားသင့်ပါတယ်။ဒီမြက်ခမ်းဆက်ယောဂရဲ့လက္ခဏာတွေပေါ့နော်။ငငယ်တဲ့ယောဂကသူကယောဂဘူစဝင်တာနဲ့ယောဂဖြစ်လက္ခဏာတွေပြတဲ့ရက်ကတော့များသွားပြီးနှစ်ပတ်ကနေသုံးပတ်ထိကြာတဲ့ ယောဂပြုရဲ့ပေါ့လေဒါဒီမြက်ခမ်းတဲ့ယောဂအစပြီးတော့လက္ခဏာတွေကပေါ်လာပြီဆိုလို့ရှိရင်ဗာလေးဖြစ်မိလဲဆိုတော့မျက်ဖို့တွေထွက်မယ်အဲမျက်စိတွေရဲမယ်မျက်စိတွေအောင့်မယ်အဲနောက်တစ်ခုကကျတော့ဒီမျက်တောင်မှာခူးလူးခူးလူးမျက်တောင်မွေးတွေမျက်တောင်ခက်တဲ့ကာမှာရှတ်တာရှတ်တာနေမယ်မျိုးလုံးမှာလည်းခူးလူးခူးလူးတွေနေမယ်ပေါ့လေနောက်တစ်ခုကဒီမျက်ခွန်လေးကိုလှမ်းကြည့်လိုက်လို့ရှိရင်မျက်ခွန်မှာဆိုလို့ရှိရင်ဒီတာကူတိလိုကြာကြာအဖူးလေးလိုမျိုးအဖူးလေးတွေအများကြီးတွေ့ရတာပေါ့လေ ဘယ်လိုမျိုးလေးတွေဒါမြကန်းတဲ့ယောဂမှာတို့လို့ရှိရင်ဒါထူးခြားတဲ့အဝေးတွေပါလိမ့်မော်လေကြာကူးလိုမျိုးအေးသာကူးစည်းလိုမျိုးအစီလေးတွေအများကြီးတွေ့ရတယ်အဲကျွန်တော်တို့အနေနဲ့ဒီမြက်ခွန်မှာအလိုသာကူးစည်းလိုမျိုးကြာကြာကူးလိုမျိုးအဖူလေး၅ခုနဲ့အထက်တွေ့လို့ရှိရင်ကျွန်တော်တို့ကဒါကိုမြကန်းတဲ့ယောဂလို့ကျွန်တော်တို့ကသတ်မှတ်ပါတယ်နောက်တစ်ခုကကျတော့မြကန်းတဲ့ယောဂကတစ်လုံးထဲမှာဖြစ်နေပါတယ်ဖြစ်လို့ရှိရင် မျက်လုံးနှစ်ဖက်စလုံးစုံဖြစ်တာများပါတယ်ပေါ့လေ မြခမ်းတဲ့ယောဂါကိုကျွန်တော်တို့ကအဆင့်၄ဆင့်ခွဲထားပါတယ်အဆင့်၄ဆင့်မှာဆိုလို့ရင်ပထမအဆင့်နေနဲ့ဒီမျက်ခုံမှာကြာသူးလိုမျိုးဒီပေါ်တဲ့အဆင့်ရနောက်တစ်ခုကအာဒီမြခမ်းတဲ့ယောဂါကြောင့်မလို့မျက်ခုံကြီးပြင်းထန်သွားရောင်ရမ်းတဲ့အဆင့်ရအဲနောက်တစ်ခုကကြတော့ဒီပြင်းထန်သွားနောက်တစ်ဆင့်အဆင့်၃ကပြင်းထန်သွားရောင်ရမ်းပြီးလို့ရှိရင်ပြည်တွေပေါက်ထွက်ပြီးတော့မှအနာကျက်သွားပြီးတော့မျက်ခုံမှာ အမာရွေးဖြစ်တဲ့အဆင့်ရယ်နောက်ထပ်အဆင့်လေးရတော့ကျွန်တော်တို့ကမေတ္တာဝေစုတဲ့အဆင့်ရယ်ဆိုပြီးတော့မှအဆင့်၄ခုဟိုကျွန်တော်ကအကျဉ်းချင်းတတ်မှတ်ထားတာပေါ့လေပုံမှန်အားဖြင့်တော့ကျွန်တော်တို့ကမြက်ခွန်မှာကြာလူတွေဖြစ်တဲ့အဆင့်ရယ်နောက်ကမြက်ခွန်မှာပြင်းထန်သောရောင်ရမ်းတဲ့အဆင့်ရတော့သူအများကြီးသူများကိုကူးစက်နိုင်တဲ့အဆင့်ဆိုပြီးတခါတက်တက်ပြန်ခွဲတာပေါ့လေ အဲနောက်ထပ်အဆင့်အမျက်ခွန်မှာအမာရိုးဖြစ်တဲ့အဆင့်နဲ့မြေတောင်ဝေးဆိုင်တဲ့အဆင့်ကတော့ကျွန်တော်တို့ကဟိုအသက်၄၀ကျော်မှတဖြည်းဖြည်းပူပူဆိုးလာပြီးတော့မှဒီမျက်စိမျက်စိတော့မှအနာတွေဖြစ်စေပြီးတော့မှမျက်စိအမြင်ကွယ်နိုင်တဲ့အဆင့်တွေကျွန်တော်တို့အလိုမျိုးအကျန်းပြတ်တတ်မှတ်တာပါဗောလေမြေခမ်းဆက်ယောဂါဟာ နှုတ်စဉ်ကလေးကမကုတဘူးဆိုရင် မျက်စိတိမ်ဖြစ်တာ မျက်လုံးပေါက်တာအထိဖြစ်ပြီးမျက်စိကွယ်တဲ့အထိဆိုးကျိုးတွေ ပေးတတ်တာပါဒီမြခန်းတဲ့ယောဂါရဲ့မြခန်းတဲ့ယောဂါကဒီအငယ်ဒီမှာသက်ဆင်းရောက်ဒီမှာဖြစ်များပြီးတော့မှဒီအသက်40ကျော်အသက်ကြီးလာတဲ့မှာပူပူပြီးတော့နောက်ဆက်တွဲစုကြူတွေကပူပြီးတော့မှဒီဖြစ်ဖြစ်နဲ့ပူပြီးများလာပြီးတော့အမြင်ကွယ်နိုင်တယ်ဘယ်လိုအမြင်ကွယ်နိုင်လဲဆိုတော့အဲကျွန်တော်တို့ကအဲပထမအဆင့်ခုနပြောခဲ့သလိုမျိုးဟိုအဆင့်၄ပြင်းရှိတယ်အဆင့်၄၀မှာနံပါတ်၄ အဲမျက်စိဟာဟိုမျက်ခန်းတဲ့ရောဟာစဖြစ်ပြီးစပြစ်တယ်ခင်စဖြစ်ပြီးလို့ရှိရင် နောက်တစ်ဆင့်အနေနဲ့ဒီအနာလေးတွေညာနေပေါက်သွားပြီးတော့မှကျွန်တော်တို့ကအမာရုပ်ဖြစ်တယ်ပေါ့နော်အမာရုပ်ဖြစ်တဲ့အဆင့်ကိုရောက်သွားမယ်အမာရုပ်ဖြစ်တဲ့အဆင့်ရောက်သွားပြီးဆိုလို့ရှိရင်သူကအသက်လာကြီးလာတဲ့အသက်ကြီးလာတာနဲ့အမများဒီအမာရုပ်လေးတွေညာတဖြည်းဖြည်းနဲ့မာ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 လာပြီးတော့မှအတွင်းထဲကိုဆွဲပြီးတော့ကွဲပလိုက်တဲ့အတွက်နောက်တစ်ဆင့်အနေနဲ့ဘာဖြစ်သွားလဲဆိုတော့မြေတောင်မွေးကြီးစိုက်ကုန်တယ် မြေတောင်မွေတွေဆိုင်တဲ့အခါမှာမြေတောင်မွေဆိုင်တဲ့အဆင်းရောက်သွားတယ်မြေတောင်မွေဆိုင်တဲ့အခါမှာဒီမြေတောင်မွေတွေကအမျက်ကြီးလောက်ကိုဟိုဒီပြင်စင်းနဲ့လဲပြီးလိုမျိုးပုတ်တိုက်ပြီးတော့မှအနေနေတဲ့နေတာတွေကြာလာတဲ့အခါမှာဆိုလို့ရှိရင်ဒီမြေကြီးလောက်ကအနာဖြစ်တဲ့အဆင်းကိုရောက်သွားတယ်အဲဒီမြေကြီးလောက်ကအနာဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲနှစ်မျိုးဖြစ်နိုင်တယ်ပေါ့လေမြေကြီးလောက်ကအနာဖြစ်သွားပြီဆိုလို့ရှိရင်မြေကြီးလောက်ကအနာလေးကျက်သွားလို့ရှိရင် အဲမြင့်ကြီးလာမှာအမာယုတ်တဖြစ်သွားတယ်အဲ့ဒါကိုကျွန်တော်တို့ကအရက်ခေါ်နေနေဆိုရင်အပြင်းတိန်လို့ခေါ်တာပေါ့လေအဲ့လိုပြင်းတိန်ဖြစ်ပြီးတော့မျက်စိအမြင်အရုံကွဲတယ်နောက်တနည်းကတော့အဲမြင့်ကြီးလာအနာဖြစ်တာနေပြီးတော့မှသူကပေါက်ထွက်သွားလို့ရှိရင်ဒါမျိုးလုံးကြီးပေါက်ထွက်သွားတဲ့အတွက်ကျွန်တော်တို့အမြင်အရုံဆုံးရှုံးနေပေါ့ဒါမြေခန့်သက်ရောဂါရဲ့အဲနောက်ဆက်တွဲစူးကျူးလေးပေါ့လေဒါကြောင့်လည်းပဲမြေခန့်သက်ရောဂါကိုဘယ်လိုကုသရတယ်လဲဆိုတာ လေ့လာထားသင့်ပါတယ်ဒီကျွန်တော်တို့မြန်ခမ်းတဲ့ယောဂဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုကုမလဲပေါ့လीเนาะမြန်ခမ်းတဲ့ယောဂဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကတော့တောင်စီးအနေနဲ့ကတော့ AC သလိုမှန်ဆိုတဲ့ဈေးကိုကျွန်တော်ဆင်ကြတို့လို့ခေါ်တယ်ပေါ့ဟိုအသက်ရွယ်ရာအဲတစ်ချိန်နဲ့တောင်ချင်အပြင်လည်းရပါတယ်နောက်တစ်ခုကကျတော့အဲတောင်စီးနဲ့တူတူကျွန်တော်တို့ကတရာဆိုင်ကလင်း IY man ကိုခေါ်တဲ့အရက်ကောကောမြစင်း မျက်စင်းအနေလေးတွေကိုကျွန်တော်တို့ဒီနေ့နှစ်ကြိမ်နှစ်လခတ်လိုက်လို့ရှိရင်ကျွန်တော်တို့အမြဲတမ်းတဲ့ယောဂါကိုကျွန်တော်ကုသနိုင်ပါတယ်အဲ့တော့ကိုကိုကိုမျက်စိကြိမ်းနဲ့မျက်စိနာနဲ့မျက်စိအောင်နဲ့မျက်စိရဲလို့မျိုးမျက်ခမ်းတဲ့ယောဂါလို့တန်တရားရှိလို့ရှိရင်ဒီဖက်ရကြည်လက်ကျမ်းမာဤဌာနတွေနဲ့အဲကျမ်းမာဤဌာနတွေကိုကျွန်တော်တို့ကသွားရောက်ပြီးတော့မှဥတ္တမှုခံယူတက်ပါတယ်ပေါ့ယောဂါဖြစ်မှကုတာတဲ့ကြိုးတင်ကာကွယ်တာကပိုကောင်းတာပါဒါကြောင့်မလို့မျက်ခမ်းဆက်ယောဂါ ဂျိုဒင်ကာကွယ်နီးတွေကိုလည်းတိထားရမှာဖြစ်ပါတယ်။အာမြန်ကန်တဲ့ယောဂါကိုဘယ်လိုကျွန်တော်တို့ကာကွယ်မလဲပေါ့လေ။မြန်ကန်တဲ့ယောဂါကိုကျွန်တော်တို့ဘယ်လိုကာကွယ်မလဲဆိုတော့ကျွန်တော်တို့ကဟို safe strategy ဆိုတဲ့နီးနဲ့ကျွန်တော်တို့ကဟိုကာကွယ်လို့ရပါတယ်။ safe strategy ဆိုတာ S E F E ပေါ့လေ။ S ဆိုတာကျွန်တော်တို့ကစာကြေးလေးပေါ့။စာကြေးလေးဆိုတာအဲခုနကတော့ပြောလိုက်တယ်ကျွန်တော်တို့က မြက်ခဲတဲ့ယောဂရဲ့နောက်ဆက်တွဲစူဂျိုးတွေမျက်တောင်ဆိုင်တာတွေအကြောင်းမို့လို့မို့မျက်ကြည်လောက်ရဲ့အနာဖြစ်တဲ့မျက်လုံးတွေပေါက်ထွက်မယ်မပေါက်ထွက်လို့ရှိရင်အဲမျက်စိမှာအတင်းနေဖြစ်ပြီးတော့မှအဲမျက်စိအငြင်းအရုံကွယ်နိုင်တယ်ဟုတ်တယ်အဲ့ဒီအတွက်ကျွန်တော်တို့ကမျက်တောင်ဆိုင်တဲ့ဟာကိုကျွန်တော်တို့ကအဆူရဲစာကြည်လီနီးနဲ့ကျွန်တော်တို့ကဂျူတင်ပြီးတော့မှကုသခြင်းအပြင်ခွဲသိထားခြင်းအပြင်မျက်စိအငြင်းကွယ်မှုကိုကျွန်တော်တို့ကဂျူတင်ပြီးတော့ကာကွယ်တားဆီးနိုင်တယ်ဗောလေအဲ့ဒီကကျွန်တော်စီမှာဆိုလို့ရှိရင်နောက် A ဗောလေ AR antibiotic ဗော အဒီပါရဲဆိုတော့ယောဂကုသနေတဲ့အဆင့်မြခန်းတဲ့ယောဂကုသနေတဲ့အဆင့်မှာဆိုလို့ရင်ကျွန်တော်တို့ကဟိုနာအဲပရီအန်တီဗိုင်းရိုက်လို့ခေါ်တဲ့ပရီစီဝါစီတွေကိုတောက်မယ်အဲပရီစီဝါမျက်စိတွေကိုခတ်မယ်ဆိုလို့ရှိရင်လည်းဒီမြခန်းတဲ့ယောဂကိုလည်းကုသနိုင်မယ်နောက်ဆက်တွဲယောဂနောက်ဆက်တွဲစူဂျိုးတွေကိုလည်းကာဝယ်ပြီးသားဖြစ်သွားမယ်ပေါ့လीနော်နောက်တစ်ခါ C မှာ SAB လို့ရှိရင် F ပေါ့နော် F ကတော့ facial cleaning နဲ့လို့ခေါ်တယ်မျက်နှာတစ်ခြင်းပေါ့လीဒါကတော့တကယ်တမ်းတကူဟိုတနည်းပြောမယ်ဆိုရင်တကူအတန်ရှင်းရေးကောင်းရမယ်ပေါ့ ဝေဒနာရှိကောင်းလို့ရှိရင်အဲဒီကနေပြီးတော့မှယောဂါလေးကုသနိုင်တော့ဘူးဆိုတော့အဲကိုယ့်ရဲ့တကွေနှန်းရှင်းရလည်းအရေးကြီးတယ်တကွေနှန်းရှင်းကောင်းကောင်းထားမယ်ဆိုလို့ရှိရင်မြန်ကန်တဲ့ယောဂါကိုကာဝယ်နိုင်တယ်အခုက safe strategy မှာနောက်ဆုံးအဖြစ်လေ e ပေါ့ e ဆိုတော့ကျွန်တော် environment and sanitation and improvement ကိုခေါ်တာပေါ့ဘဝင်းကျင်တန်ရှင်းရေးနဲ့ဘဝင်းကျင်စိမ်းသာစုပြီးဖို့အတွက်မြင့်တင်ပြီးဖို့ပါပေါ့ဒါကတော့ ဟိုအရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့ကိုခွေအိုင်စိန်နဲ့စုပြီးရေလို့ဆိုပြီးတော့မှအပြင်းလေးများကြီးစိုက်တယ်အဲအဲ့လိုမျိုးတွေပေါ့လေနောက်တစ်ခါရေကောင်းရေတန်းအဲပုံပုံမြန်မြန်ရရှိအောင်အသုံးပြုနိုင်အောင်ဆောင်ရွက်ပေးမယ်အရင်လိုအင်တာတွေအသုံးပြုပေးမယ်ဆိုလို့ရှိရင်စတဲ့ပတ်ဝန်းကျင်တန်းတန်းတန်းရှင်နဲ့လုပ်မယ်ဆိုလို့ရှိရင်လက်ခံတဲ့ယောဂကိုကောက်ပေးနိုင်ပါတယ်။လမ်းမပီးပြီးရယ် ဒီစီဇန်ကိုအပတ်စဉ်တောက်ကြတဲ့အင်္ဂါနေ့တိုင်းထုတ်လွှင့်ပေးနေပါတယ်ဒီစီဇန်အတွက်ဝေဖန်အကြံပေးချက်တွေကိုလည်းရေးသားပေးပို့လာကြရင်ဖြင့် tv@dv.no ကိုပေးပို့နိုင်ကြပါတယ်ကျမ်းမာ ချမ်းသာကြပါစေကျွန်တော်မောင်တူပါ